အားလုံးပဲမင်္ဂလာပါရှင်ကျမယနေ့မျှဝေပြင်မယ်အကြောင်းအရာလေးကတော့ခရယာဘာသာဝင်နေအတွက်ကွာရှင်းခွင့်ပြုနိုင်လောက်တဲ့အချက်တွေကိုတင်ပြပေးသွားမှာဖြစ်ပါလိမ့်ရှင်ဒီဗီဒီယိုလေးကတော့ခရယာဘာသာဝင်အတွက်ကိုရည်ညွှန်းတာဖြစ်ပါလိမ့်ရှင်ခရီးရဘာသာဝင်အတွက်ကွာရှင်းခွင့်တောင်းဆိုတဲ့အခါမှာကွာရှင်းတဲ့အချိန်မှာ ကျမတို့ဒီမြန်မာဓလိထုံးတန်းဥတရားပေါ့နော်ဗုဒ္ဓဘာသာဝင်ကိုကိုကိုွယ်တဲ့သူတွေကိုနှစ်ဦးသဘောတူကွာရှင်းွက်မရှိပါဘူး။ဘာကြောင့်လဲဆိုတော့၎င်းတို့၎င်းတို့ကခရိယဘာသာဝင်ကိုကိုကိုွယ်တဲ့သူဖြစ်တဲ့အတွက်ကျမတို့လင်မယားကွာရှင်းရေးအုပ်ပတိကိုလိုက်နာကျင့်သုံးရပါတယ်။လင်မယားကွာရှင်းရေးဥတီအရာခရိယဘာသာဝင်ကွာရှင်းတဲ့ကွာရှင်းနိုင်တဲ့အကြောင်းပြချက်ပေါ့နော်။အကြောင်းပြချက်၃ချက်ရှိတယ်။အဲ့ဒီ၃ချက်ခါဆိုလို့ရှိရင် ထိမ်းမြခြင်းကိုပြည့်ပြင်းကြောင်းထိမ်းမြခြင်းကိုပဲ့ဖြတ်ပေးဖို့မင်းယောက်ျားဖြစ်တဲ့သူနဲ့ခွဲနေထိုင်ခွင့်ကြရန်ပေါ့နော်အဲ့ဒီဒီကေဒီကိုခရိုင်တရားရုံးတော်သူ၎င်းပြီးတော့တိုက်တီသားကြီးတရားထုတ်တော်သူ၎င်းပေါ့နော်ရှောက်ထားလို့ရနိုင်ပါလို့ရှင်အဲ့ဒီအချက်၃ချက်ထဲကနေပြီးတော့ကျမက ထပ်မံပြီးတော့ပေါ့နော်ထိမြချင်းကိုပယ်ချက်တဲ့အခါမှာဘလို့အချက်တွေကြောင့်ထိမြချင်းကိုပယ်ဖြက်လို့ရနိုင်ထိမြချင်းကိုပယ်ဖြက်ပြီးဖို့ပေါ့နော်အလိုပေါင်းအချက်၈ချက်ရှိပါတယ်နံပါတ်၁ချက်နံပါတ်၁အနေနဲ့ဇတိဖြစ်တဲ့သူကအထိမြလက်ထပ်ပြီးတဲ့နောက်မှာဇတိဖြစ်တဲ့သူက နောက်ယောက်ျားတက်ရောက်နေထပ်မံပြီးတော့ဖောက်ပြန်တာထပ်မံပြီးတော့ဖောက်ပြန်တာအဲ့လိုမျိုးလက်ထပ်ထိမြပြီးတဲ့နောက်မှာအမျိုးသားဖြစ်တဲ့သူက ခရီးယားဘာသာဝင်ရနေပြီးတော့အခြားဘာသာဝင်တခုကိုကူပြောင်းသွားတာအမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေတွေးနေတဲ့သူနဲ့ဖောက်ပြန်တာတွေးမင်းတွေးနေတဲ့သူနဲ့ဖောက်ပြန်တာပြီးတော့အခြားသောမိမနဲ့တထက်ထိညာလိုက်တာထပ်မံပြီးတော့ထိညာတာ ဖောက်ပြန်ကျူးလွန်တာ ဖောက်ပြန်အဲထပ်မံပြီးတော့ထိညာလိုက်တာဖောက်ပြန်ပြီးတော့ကျူးလွန်တာ ပြီးတော့ယောက်ျားဖြစ်တဲ့သူကမဒိမ့်မှုကျုံလုံးနဲ့တလိမ့်ဆန်နဲ့မိထုံနှီးဝဲပဲ။ယောက်ျားချင်းမိထုံနှီးဝဲခဲ့မှုဆိုလို့ရှင်လဲထိမြချင်းကိုပယ်ဖြတ်ဖို့လျှောက်ထားနိုင်ပါတယ်ရှင်။နောက်တစ်ခုကကြတော့အမျိုးသမီးဖြစ်တဲ့သူကိုဒီ question ဝင်ရနိုင်လောက်တဲ့အထိ အမျိုးသားဖြစ်တဲ့သူကရက်ဆက်မှုကျူးလို့တာဒါအပြင်နောက်မိမအအခြားသောမိမနေပေါ်တော့ဖောက်ပြန်ပြီးတော့မိမိရဲ့ဇနီးမယားကိုနှစ်နှစ်နဲ့အထက်စွန့်ပစ်ထားခဲ့မယ်ဆိုလို့ရှိရင်ဒီအချက်တည်းဒီအချက်အလက်တွေရပေါ်တော့ထင်းများချက်ကိုပြချက်ပြီးပြန်အတွက်တရားရုံးမှာ လုံတရားရုံးမှာရှောက်ထားတဲ့အခါမှာလုံလောက်တဲ့အကြောင်းပြချက်တွေပဲဖြစ်တယ်ဆိုရဲအကြောင်းညာလေးကိုခရီးရဘာသာဝင်တွေအတွက်ကျမကမျှဝေပြလိုက်ရပါတယ်ရှင်။ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်